မင်္ဂလာပါ Successful Computer တန်တန်းမှာကြိုဆိုပါရစေ။ဒီကနေ့မှာတော့ Microsoft Word နဲ့ပညာရေးအမှတ်တံဆိပ်လိုကိုရေးဆွဲနည်းသင်ခန်းစာလေးကိုတင် जा မျှဝေပေးသွားမှာဖြစ်ပါတယ်။အဲတော့စပြီးတော့လေ့လာလိုက်ရအောင်ပါ။ Desktop ပေါ်မှာရှိတဲ့ Microsoft File လေးကိုနှစ်ချက်ကလစ်နှိပ်ပြီးတော့ဖွင့်လိုက်ပါ။ဆရာတို့စာအုပ်တစ်လေးယူဖို့ရအတွက် New Blank Document ဆိုတာလေးကိုနှိပ်လိုက်မယ်။ နှိပ်ပြီးသွားပြီဆိုရင်တော့ပုံဆွဲဖို့ရတဲ့ဆိုချောင်း insert တက်ကိုတော့ပြပါဒီပေါ်မှာရှိနေတဲ့တက်လေးတွေတော့ insert တက် home တက် design တက်စသဖြင့်ခေါ်ပါတယ်ဆိုတော့ insert တက်လေးကိုတော့ပြပါ insert တက်ထဲက illustration group တွေက shape shape ထဲကနေ rectangle လေးတစ်ခုယူလိုက်ပါ ယူပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ rectangle လေးနဲ့ဖြည့်ဆွဲလိုက်မယ်နော်ဒါဆို rectangle လေးတစ်ခုရလာပြီရလာတဲ့ rectangle လေးကိုဆရာတို့ unit အတိအကျသတ်မှတ်မယ်အဲ့တော့ unit အတိအကျသတ်မှတ်ဖို့ရတော့ rectangle လေးကိုဆက်လက်မှတ်ထားမယ် shape format တဲ့က size တဲ့ကဆရာတို့အမြင့်ကိုနှစ်လက်မလို့ဆရာရေးလိုက်မယ်အဲ့တော့နှစ်လို့ရေးလိုက်ပြီးတော့ keyboard က enter လေးခေါက်လိုက်အကျယ်ရောဆရာတက်လက်မှာခွဲတက်မှတ်မယ်1.5လို့ရေးလိုက်မယ် keyboard က enter လေးခောက်လိုက်မယ်ဒါဆိုကျတော့ဒီ rectangle လေးဒီအမြင့်က2လက်မှာအကျယ်ကတက်လက်မှာခွဲရရှိပြီဖြစ်ပါတယ် ရလာတဲ့ rectangle လေးကိုဆရာအဝါရောင်လေးခြေကျင်တယ်အဝါရောင်လေးခြေကျင်တာဖြစ်တဲ့အတွက် rectangle လေးကိုဆက်လက်မှတ်ထား shape style တွေက shape face တွေကဆရာတို့အဝါရောင်လေးကိုရွေးလိုက်မယ်ဒါဆိုရင်တော့ rectangle လေးကအဝါရောင်လေးဖြစ်သွားပြီဖြစ်ပါတယ် Okay ဒါဆိုနောက်ထပ် rectangle လေးတစ်ခုဆရာဆွဲခြင်းနဲ့ဆွဲဖို့ရာအတွက် insert shape ထဲကဟာဒီမှာ rectangle လေးတစ်ခုရှိတယ်ဒါလေးကို click တစ်ချက်နှိပ်လိုက်မယ် နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ rectangle လေးတစ်ခုထပ်ဆွဲလိုက်မယ်ဒီ rectangle လို့လည်းဆရာ unit သတ်မှတ်မယ်အဲ့တော့ဒီ rectangle လေးရဲ့အမြင့်ကိုတော့ဆရာကတလက်မခွဲယူလိုက်မယ် under ခောက်မယ်အကျယ်ကိုလည်းဆရာတလက်မခွဲယူပါမယ်1.5လို့ရေးမယ် keyboard က under လေးခောက်မယ်ဒါဆိုရင်ဒီ rectangle လေးဒီဆရာတို့ကအမြင့်ကတလက်မခွဲအကျယ်ကလည်းတလက်မခွဲဆရာတလက်မခွဲပတ်လဲဆရာ rectangle လေးရမှာဖြစ်တယ်ရလာတဲ့ rectangle လေးကိုဆရာအစင်းရောင်ခြေချင်တာဖြစ်တဲ့အတွက်အတွင်းရောင်ခြေမယ်ဆိုဆရာတို့ shape face ကိုသွားမယ်နော် shape face ထဲကနေဆရာကဒီမှာအစင်းရောင်လေးကောက်ပြီးတော့ခြေလိုက် င်မယ်ဒါဆိုကျတော့ rectangle လေးကအစိမ်းရောင်လေးဖြစ်သွားပြီ okay နောက်တစ်ခါဆဝိုင်းလေးတစ်ဝိုင်းထပ်ဆွဲမယ်ဆဝိုင်းလေးဆွဲဖို့ရာအတွက် insert shape ထဲကဟာဒီမှာဆဝိုင်းလေးရှိတဲ့ open ellipse လေးပေါ့လေနော်ဆရာဆဝိုင်းလေးယူလိုက်မယ်ပြီးသွားပြီဆိုရင် mouse လေးနဲ့ဆဝိုင်းလေးတစ်ဝိုင်းဆွဲမယ်ရလာတဲ့ဆဝိုင်းလေးကိုဆရာ unit သတ်မှတ်မယ်အဲ့တော့သူ့ကိုကြတော့ဆရာကအမြင့်ကိုတလက်မှ under ခောက်မယ်အကျယ်ကိုလည်းဆရာတို့တလက်မှယူမယ် under ခောက်မယ် ။ Okay သူကတော့တလက်မပတ်လဲဆရာဆဝိုင်းလေးရမယ်။ရလာတဲ့ဆဝိုင်းလေးကိုတော့ဆရာအတွင်းရောင်ကိုအဖြူရောင်လေးထားမှာဖြစ်တဲ့အတွက် shape ဖေးလေးကိုသွားမယ်။အဖြူရောင်လေးယူလိုက်မယ်။ဒါဆိုဆရာတို့က rectangle လေးဒီ sorry elliptical လေးဒီဆဝိုင်းကလေးဒီဒါအဖြူရောင်လေးရသွားမှာဖြစ်ပါတယ်။ โอเคဒါဆိုဆရာတို့ဒီဆဝိုင်းလေးရဲ့ high rectangle လေးကိုနှစ်ခုရှင်ပြီးဆက်လက်မှတ်မယ်နှစ်ခုစလုံးဘိုင်းတူဆက်လက်မှတ်မှာဖြစ်တဲ့အတွက်ခဏဦးသုံးဆဝိုင်းလေးကို click တစ်ချက်နှိပ်ထားပြီးတော့ရင် keyboard ပေါ်မှာရှိတဲ့ shift key လေးကနန်း shift ကိုပြောတာမဟုတ်ဘူး shift shift ဆိုတဲ့ key လေးကိုဆရာတို့လက်တန်းလေးနဲ့ဖြစ်ဖြစ်တစ်ချက်ဖိထားလိုက်ပြီးပြီးသွားတဲ့ခါကျတော့မှ rectangle လေးကိုနှိပ်လိုက်ဒါဆိုဆရာတို့နှစ်ခုစလုံးဆက်လက်မှတ်သွားပြီဖြစ်ပါတယ်သူတို့ကိုဆရာတို့က center align middle align shape မှာဖြစ်တဲ့အတွက်နှစ်ခုစလုံးဆက်လက်မှတ်ထားပြီးတော့ရင် arrange နဲ့က align နဲ့ကနေပြီးတော့ align center နောက်တစ်ခါ align middle ဆိုတာလေးကိုနှိပ်ပေးမယ်ဒါဆိုရင်တော့ဆရာတို့တို့နှစ်ခုဒီအလဲ center တက်တဲ့ကိုဆရာတို့ကြာသွားပြီဖြစ်ပါတယ်ဒီကောင်လေးကိုနေရာမှာရွေးဖို့ရတော့ဆိုဆရာတို့ group ဖွဲ့ထားပါမယ်အဲ့တော့ align မဲ့အောက်မှာ group ရှိပါတယ်သူ့ထဲမှာဆရာတို့က click တစ်ချက်နှိပ်မယ် group ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုသူဒီအောက်စုဖွဲ့သွားပြီဖြစ်ပါတယ်အဲ့တော့ဘယ်ရွှေ့ရွှေ့အတွဲလိုက်ရွေးမှာဖြစ်ပါတယ် okay ဆရာဒီခုဆရာတို့ group ဖွဲ့ထားတဲ့ rectangle ရေပြီးသွားပြီဆိုရင်ဒီဘက်ချမ်းကအဝါရောင် rectangle လေးကို select မှတ်မယ်အဲ့တော့သူ့ကိုတစ်ချက်နှိပ်ထားမယ် အဲ့တော့ပြန်နှိပ်ပြပေးမယ်သူ့ကိုတစ်ချက်နှိပ်ထားမယ် keyboard က၈ key လေးကိုဖိမယ်အဝါရောင် rectangle လေးကိုနှိပ်လိုက်မယ် နှိပ်ပြီးသွားပြီဆိုတော့သူတို့နောက်ခုကိုဆရာဘာညီကျင်တာလဲဆိုတော့ထိတ်ထိတ်ချင်းညီကျင်တယ်ညီကျင်တော့ arrange နဲ့ကဆရာတို့ alignment group တွေကနေပြီးတော့မှ align top ဆိုတာလေးကိုနှိပ်ပြီးလိုက်မယ်ဒါဆိုဆရာတို့ထိတ်ထိတ်ချင်းညီသွားတာတွေ့ရမယ်ပြီးတော့တခုပေါ်တခု center ကြကြထက်ချင်တာဖြစ်တဲ့အတွက် align နဲ့ကနေ align center လို့နှိပ်လိုက်မယ်ဒါဆိုဆရာတို့တခုပေါ်တခုတက်သွားပြီ align မဲ့တဲ့လို့ဆရာမလိုဘူးเนาะ okay ဒါဆိုဒီကောင်လေးရသွားပြီဆိုရင်ဒီကောင်လေးကိုဆရာတို့ကနေရာမရွေ့စေချင်တာဖြစ်တဲ့အတွက်အားလုံးကိုအုပ်စုဖွဲ့လိုက်မယ် group ဆိုပြီးတော့ထပ်နှိပ်လိုက်မယ်ဒါဆိုဆရာလေးကဒီကောင်လေးက group ဖွဲ့ပြီးသားဖြစ် ြစ်သွားပြီးတခုခုရွှေ့တဲ့အခါမှာဆိုရင်အတွဲလိုက်အားလုံးရွှေ့မှာဖြစ်ပါတယ်။ Okay ရပြီဒါဆိုဆရာနောက်ထပ် rectangle အဲနောက်ထပ်ဘာလေးတစ်ခုဆွဲမလဲဆိုရင်တော့တတိကံလေးထပ်ဆွဲမယ်။တတိကံဆွဲဖို့ရတဲ့ဆရာပုံလေးကိုတစ်ချက်နှိပ်ထားမယ်။ဒီမှာတတိကံဆွဲဖို့ရတဲ့ဆိုရင်ဟောဒီမှာ insert shape ထဲကတတိကံလေးယူလိုက်မယ်။ပြီးတော့ဒီပေါ်ကနေတတိကံလေးတစ်ခုကောက်ဆွဲမယ်။ရလာတဲ့တတိကံလေးကိုဆရာဒီပုံမှာသွားပြီးတော့တင်လိုက်မယ်။ဟုတ်ပြီနော်။ မြန်ကွင်းလေးဆရာချက်ကျင်လဲဆိုကီးဘုတ်က control key လေးဖိမယ်ဘိန်းလုံးလေးရှိလို့လည်နိုင်မယ်ဒါဆိုဆရာတို့ကဒါမြန်ကွင်းလေးချက်ကြည့်တာဖြစ်ပါတယ်ရလာတဲ့တတိကံလေးကိုဆရာဘာကြောင့်ပြောင်းမလဲဆိုလို့ရှိရင်တော့ shape free မှာဆရာကအဝိုင်အောင်လေးပြောင်းထားလိုက်မယ် ပြီးသွားရင်ဒီကောင်လေးတွေကဆအပေါ်แน่ๆလေးတင်မယ်ဟောဒီဘက်ကကောင်တွေရဆဝိုင်းရဲ့အပြင်ဘက်ကိုထွက်နေလို့မရဘူးအတွင်းထဲကိုထဲမယ်သူလည်းပဲအတူတူပဲဆဆဝိုင်းရဲ့အပြင်ဘက်ကိုထွက်နေလို့မရအတွင်းထဲကိုထဲမယ်အတွင်းထဲကိုဂိုင်ထည့်တဲ့အခါမှာဆရာတို့ကဒီဟန်နဲ့အတုံးလေးနော်ဟန်နဲ့အတုံးလေးအဝအဖြူရောင်အဆက်ပြောက်တုံးလေးရနေဆရာဂိုင်ပြီးတော့မှဆွဲချလို့ရတယ်အတွင်းထဲကိုဆွဲသွင်းလို့ရတယ်ထို့တူပဲဆွဲချလို့ရတယ်အတွင်းထဲကိုဆွဲသွင်းလို့ရတယ်ဒီမှာဆရာတို့ကဒီတတိကံလေးဒီဟောဒီဆဝိုင်းရဲ့အတွင်းထဲကိုဒီလိုမျိုးလေးဆိုညီညာရသွားပြီဆိုရင်ကလစ်တစ်ချက်နှိပ်ပြီးတော့လှုပ်ကြည့်မယ်အဆင်ပြေလားကြည့်မယ် ယ်လိုအပ်ရင်အတွင်းနဲ့နည်းနည်းထည့်မယ်နော် okay ဒါဆိုရပြီဆိုလို့ရင်ဆရာအားလုံး group ဖွဲ့မယ်သူရဲ့ပြီးတော့အောက်က rectangle ကြီးခုန group ဖွဲ့တာ rectangle ကြီးရဲ့ select မှတ် select မှတ်ပြီးသွားပြီဆိုလို့ရှင်เนาะ group ဖွဲ့ထပ်ဖွဲ့လိုက်မယ်ပေါ့เนาะဒါဆိုဆရာတို့ကအဆင်ပြေသွားပြီဖြစ်ပါတယ်ဒီထဲမှာဆရာတို့ကစာလေးရေးမယ်เนาะစာလေးရေးဖို့ရအတွက်ဆိုရင်เนาะ test box လေးတစ်ခုခေါ်ပေးရမယ်အဲ့တော့ test box ကဆရာတို့ဒီထဲမှာရှိတယ် insert sheet ထဲမှာဆရာတို့ test box ဆိုတာလေးရှိတယ်မတွေ့ခဲ့ဘူးဆိုရင်เนาะဆရာ insert တဲ့ထဲကနေ တက်ဆွခေါ်ရလို့ရရနော်အဲ့တော့ဆရာတော့ဒီကနေပဲတက်ဆွလေးတစ်ခုရေးလိုက်မယ်ယူပြီးသွားပြီဆိုရင်တော့ဆရာဒီနာမှာစာလေးရေးမယ်ပေါ့လေအဲ့တော့ task bar လေးနဲ့စာရေးမယ့် area လေးဆရာဆွဲလိုက်မယ်ဆွဲပြီးသွားပြီဆိုလို့ရှင်တော့ဒီထဲမှာပြည်တောင်းစဖောင်းတဲ့ဆရာရေးချင်တာဖြစ်တဲ့ဟောဒီဘောင်လေးပေါ်ပေါ့နော်ဒီဘောင်လေးပေါ်ယူလေးပေါ် click တစ်ချက်နှိပ်မယ်ဟုံးတက်ထဲကိုသွားမယ်ဖောင်းနေရာမှာဆရာပြည်တောင်းစုလို့ပြောင်းလိုက်မယ် PYI တက်ကီးလေးတစ်ချက်ခုံလိုက်မယ်ဖောင်း size ကိုဆရာလောလောဆယ်73လောက်နဲ့ရေးကြည့်မယ်ပြီးသွားရင်တော့အကြီးလေးပြန်ချိန်မယ်နော် enter ခေါက်လိုက်မယ် ရေးရမယ့်စာလေးကစိတ်တက်လို့ရင်မယ်အဲ့တော့အာစာမြန်မာစာလေးရေးမှဖြစ်တဲ့ control shift နဲ့ keyboard လေးစာပြောင်းလိုက်မယ်စိတ်တက်ဆက်လုံးကနည်းနည်းကြီးနေရဖြစ်တဲ့ဆရာဆက်လုံးလေးကိုအားလုံးကိုဆက်လက်မှတ်လိုက်မယ်ဆက်လက်မှတ်တဲ့ခါမှာ1နှစ်3 click 3ချက်နှိပ်လို့ရရယ်နော်ဒါမှမဟုတ်2ချက်နှိပ်လည်းရပါတယ် double click လေးနှိပ်လိုက်မယ် နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့စလုံးလေးကိုနည်းနည်းသေးမယ်အလဲညီမယ် control key နဲ့ e နဲ့နှိပ်လိုက်လေရပါတယ်အလဲညီထားလိုက်မယ် okay ဒီနေထားလေးကိုဆိုတော့အပေါ်တင်ကြည့်မယ်စလုံးလေးကနည်းနည်းဗာဖြစ်နေရတွေ့ရဆိုကြီးနေရတွေ့ရတယ်နော်အဲ့တော့ကြီးနေနေရတွေ့ရဖြစ်တဲ့အတွက်အားလုံးကိုဆက်လက်မှတ်လိုက်မယ်စလုံးလေးကိုဆိုတော့အွယ်စားကို8လောက်ထိထားလိုက်မယ်နော် test box ရဲ့အရန်ကြီးနေဆိုတော့ test box လေးကိုဆွဲပြီးတော့သေးမယ်ဒီ test box မှာဆရာအောက်ခံအရောင်ပါနေရဖြစ်တဲ့ဆရာမကြိုက်ဘူး test အောက်ခံအရောင်ဖြောက်မယ်နော်အောက်ခံအရောင်ဖြောက်ဖို့ရတဲ့ဆို test box လေး click တစ်ချက်နေတာဘယ်ဟိုသွားမလဲဆိုရင်တော့ shape format format လေးကိုသွားပြီးနော်ဒါလေးကိုမမေ့ပါနဲ့ shape format လေးကိုသွားပြီးသွားပြီးသွားပြီးဆိုလို့ရှိရင်တော့ shape face ကိုဆို no face လို့ပြောင်းလိုက်မယ်ဒါဆိုရင်တော့ဆရာတို့အဖြူရောင်မရှိတော့ဘူးဒီဘောင်ရောင်ကြီးပါဖျောက်ရှင်တာဖြစ်တဲ့အတွက်ဘောင်ရောင်ဒီဆရာတို့ shape outline မှာ shape outline ကိုဆရာတို့ no outline လို့ပြေးလိုက်မယ်โอเคဒါဆိုရင်တော့ဆရာတို့အဆင်ပြေသွားပြီဖြစ်ပါတယ်ဒါပေမဲ့ဒီစာလေးကိုဆရာလှည့်ခြင်းနဲ့ အဲ့တော့လှည့်ကျင်တာဖြစ်တဲ့အတွက်ကျတော့ rotate tool ရနေလို့ကင်လှည့်လို့ရတယ်နော်နောက်တနည်း control set လေးပြန်ခေါ်လိုက်မယ်တိတိကျကျလှည့်ရင်လည်းဆိုသူ့ကိုတစ်ချက်နှိပ်ထားနှိပ်ထားပြီးသွားပြီဆိုရင်တော့ကျတော့ဒီမှာ rotation array နဲ့ကဆိုတော့ rotation rotation မှာ more rotation ကိုသွားလိုက်မယ်နော် more rotation ကိုသွားပြီးသွားရင်တက်ထဲကဟာ site ထဲမှာဆိုကြ rotate လှည့်လို့ရရှိမယ် rotation မှာကျာ minus 16 degree လို့ရိုက်ထည့်လိုက်မယ်မြန်မာလိုရိုက်လို့မရပါဘူး control shift english keyboard လေးပြန်ပြောင်း16 under ခါဒါဆိုတလို့လေးစောင်းသွားပြီနော်ဒီစောင်းသွားတဲ့ဥစ္စာလေးကိုကျတော့ align င်လေးဒီမှာလာပြီးတော့ချိန်လိုက်မယ် okay ဒါလောက်ဆိုတာအဆင်ပြေသွားပြီစိတ်တက်အပေါ်နည်းနည်းတင်ပြရှင်းကြတော့ app arrow down arrow လေးနဲ့ကြတော့ညှိလို့ရတယ်ဒါဆိုရသွားပြီဒီရလာတဲ့စိတ်တက်ဆိုတာလေး copy ခုမယ် control c control v okay ဒီကောင်လေးကိုတော့ဆရာက ပြောင်းပြန်ပြန်လှည့်မယ်အဲ rotation တဲ့က more rotation ကိုသွားမယ်ခဏကဆရာက minus 16ဖြစ်နေတဲ့ဥစ္စာကိုဆရာကဘယ်လောက်ပြောင်းလိုက်မလဲဆိုတော့ plus 16လို့ရိုက်လိုက်မယ် ဲဒီလိုမျိုးလေးနော်ပြီးသွားပြီဆိုရင်ဆရာကဒီကောင်လေးကိုဒီဘက်လာပြီးတော့ထားမယ်သူကတော့ဆရာတော့စိတ်တက်ပြီးသွားရင်သူ့ကိုရေးရမှာ double click နှိပ်ပြီးတော့ရေးလိုက်နော် scan လို့ရေးလိုက်မယ် control shift scan ဟုတ်ပြီ click တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရသွားပြီဒီ scan လေးကိုဆရာနည်းနည်းလေးပြင်ညင်တာဖြစ်တဲ့အတွက် အပေါ်နည်းနည်းလေးစတင်မယ်ဒီဗက်ရှင်နည်းနည်းရွှေ့မယ်ညှိပေးရတယ်ပေါ့နော်โอเคဒါဆိုအဆင်ပြေသွားပြီနောက်တစ်ခါခုနကော်ပီကူတာဖြစ်တဲ့ control v နဲ့ထပ်နှိပ်ချလိုက်မယ်ရလာရအောင်လို့တယောက်ကိုပို့မယ်သူ့တို့ပညာလိုရင်းမှဖြစ်တဲ့အတွက်ဆရာတော်ကဒီကိုသွားမယ်အဲပြီးသွားပြီဆိုရင်တော့ဆရာတော်က more rotation နဲ့ရနေပြီးတော့သူ့ကိုတော့ဆရာ0လို့ပြောင်းလိုက်မယ်နော်မဆောင်းနေတာဖြစ်တဲ့အတွက်မြန်မာလိုရေးလို့မရအင်္ဂလိပ်လို0 under ခေါ်လိုက်မယ်ဒါဆိုရသွားပြီအဲသူ့ကိုတော့ဆရာပညာလို့ရေးမယ်နော်အဲ့တော့ ပညာလို့ဆရာစာထုတ်လိုက်မယ်။ Okay ဒါဆိုရပြီဆရာတို့ကစိတ်တက်စီကံပညာဟုတ်ပြီနော်ဒီကောင်လေးရဲ့အလဲစင်တာတက်မတက်ဆရာတို့ချိန်မယ်။တိတိချာလေးတက်အောင်ရေးပေးပါမယ်။ Okay ဒါဆိုရသွားပြီဒီအောက်မှာတော့ဆရာတို့ကထပ်ပြီးတော့ရေးมาဖြစ်တဲ့အတွက် control v နဲ့ထပ်ပြီးတော့လုပ်မယ် Okay ဒီကောင်လေးလည်းပဲဆရာတို့ကမှာ rotation ဒီလိုလှည့်လို့ရတယ်เนาะ အဲ့ဒါဒီကနေ့ဆိုတော့ရှစ်ကီးလေးဖိလိုက်ရင်လည်းပဲဆိုတော့တက်တယ်လေးဆိုတာလှည့်လို့ရမှာဖြစ်ပါတယ်ဒီကောင်လေးနဲ့ရှစ်ကီးဖိပြီးပြီးတော့လှည့်ရင်45ဒီဂရီဒီကောင်ဆိုရင်ဆိုတော့ဒီလိုမျိုးလေး55ဒီဂရီ55ဒီဂရီဆိုတော့ဆိုတော့လှည့်လဲသွားလို့ရတယ်ဒါဆိုရင်တော့အညီလေးပေါ့နော်ကီးဘုတ်ကရှစ်ကီးလေးတော့ထိန်သွားရတယ်နော်ရှစ်ကီးလေးဖိပြီးတော့လှည့်သွားရင်လည်းရပါတယ်ဟုတ်ပြီဒီမှာတော့ဆရာကအာထကလို့ရေးမယ်နော် အာထက okay အာထက3ဆိုရင်လည်း3ပေါ့နော်အာထက3 okay အဲ့တော့ဆရာဒီမှာ test swap လေးကျင်းနေတဲ့အတွက်ဆရာ test swap လေးချက်လိုက်မယ် ဟုတ်ပြီဒီမှာဆောက်ဒီဘက်ကိုချိန်မယ် test box လေးကဟိုဘက်ထိတ်ဒီဘက်ထိတ်ဆရာကွက်တီဆွဲလိုက်မယ်နော်အားထက်ကအုံမောင်ယူအားပေါ့နော် မျိုးပေါ့ okay ဒါဆိုရပြီဒီစကလုံးလေးကိုနည်းနည်းလေးကြီးကျင်နေဆိုအားလုံးကိုဆက်လက်မှတ်မယ်အရွယ်စားလေးကိုဆရာ30လောက်ထားလိုက်မယ်ဒါဆိုဆရာဒီကောင်လေးကအထက်ကသုံးပုံရွာရဲ့ပညာရေးမှတ်တစိလိုကိုလေးရပြီဒီကောင်လေးတွေဆရာတို့ကအားလုံး group ဖွဲ့မှာဖြစ်တဲ့အတွက်ဒီအထက်ကသုံးပုံရွာ click တစ်ချက်နှိပ်မယ် keyboard က shift key လေးဖိမယ်ပညာဘောနှိပ်မယ်စိတ်ဓာတ်ဘောနှိပ်မယ်စီကန်းဘောနှိပ်မယ်ပြီးတော့ rectangle ရဲ့အပေါ်တက်တဲ့နှိပ်ချလိုက်မယ်ပြီးသွားပြီဆိုရင်တော့ဆရာတို့ array နဲ့က group တွေကနေ group ဆိုပြီးတော့နှိပ်လိုက်မယ်ဒါဆိုရင်တော့ပညာရေးမှတ်တစိလိုကိုလေးဆရာရပြီဖြစ်တယ်နော် ဟုတ်ပြီနော်ဒါဆိုကြာမြင်ကွင်းလေးကိုချုံ့ဖို့ရတဲ့ keyboard က control key လေးဖိမဲ့ဘင်းလုံးလေးကိုနောက်ကိုလှင်ခဲ့လိုက်မယ်ဒါဆိုမြင်ကွင်းလေးဘာလို့လို့ပြီးသွားရလဲဆိုတော့ချုံလို့ပြီးသွားပြီဒီအမှတ်ရစိတ် logo လေးကိုဆရာတော်များများပွားကျင်နေဆိုထပ်ပြီးတော့ပွားမယ်ဘယ်လိုပွားမလဲတကားလေးကိုတစ်ချက်နှိပ်မယ်ဒီဘက်ချမ်းကိုဆရာရွှေ့ထားမယ် keyboard က control c control v ဒီလိုလေးပွားလိုက်မယ်ပြီးသွားရင်ဒီဘက်ကိုလာမယ်နောက်တစ်ခါ control v ထပ်ပြီးတော့ပွားမယ်ဒီဘက်ကိုလာမယ်ပေါ့နော်ဒီလိုမျိုးလေးထားမယ်ဆရာတော်၃ခုလောက်၄ခုလောက်တော့ပွားယူလို့ရရဲပေါ့လေ okay အဲ့ဒါဆရာတော်ဒီဘက်ချမ်းကိုလာပြီးတော့ပွားထားလိုက်မယ် ဟုတ်ပြီတခါ control v ပေါ့နော်ရလာတဲ့ဟလာ rectangle လေးကိုဆရာဒီဘက်ကိုဒီလိုလေးနေရာချထားလိုက်မယ်ပြီးတော့အနေအမြင့်တွေမတူညာဖြစ်တဲ့အတွက်ဆရာအားလုံးကိုတူညီချင်လို့ shift key ဖိလိုက်မယ်ကျန်တဲ့ကောင်လေးတွေကိုဆရာအားလုံးကို shift key ဖိပြီး select မှတ်သွားတယ်။ select မှတ်သွားပြီးသွားပြီးဆိုရင်တော့ဆရာဘယ်ကိုသွားမလဲဆိုတဲ့ခါကျတော့ shape format ထဲကိုသွားမယ် shape format ထဲက align နဲ့အနေဆက် align dot ဆိုပြီးတော့ညှိလိုက်မယ်ထိတ်ကလေးညှိသွားတာတွေ့ရတယ်ထိတ်ကလေးညှိပေးမယ်ဆရာတို့တို့ရဲ့ aqua way တစ်ခုနဲ့တစ်ခုမညှိကြအောင်ဖြစ်နေတယ်အဲ့တော့ aqua way လေးညှိဖို့ရအတွက်ဆိုရင်တော့တဲ့ဆရာက align နဲ့ကနေပြီးတော့မှ distribute distribute ဆိုတာ aqua way horizontally အလျားလိုက် aqua way လေးတွေကိုညှိတူညာလို့ရကျင်တာဖြစ်တဲ့အတွက် distribute horizontally လောက်လောက်လိုက်မယ်ဒါဆိုရင်ဒီပုံနဲ့ဒီပုံရဲ့ဂျားတွေက aqua way ဒီပုံနဲ့ဒီပုံရဲ့ဂျားတွေက aqua way အားလုံးကဘာဖြစ်သွားတော့ညှိသွားတာတွေ့ရမယ်ဟုတ်ပြီနော်အဲ့ ရလာတဲ့ကောင်လေးကိုလည်းဆရာ group trap ဖွဲလိုက်ပါအောင်မယ် group ဟုတ်ပြီဒီအတွဲလိုက်ယူတခါ control c control v နဲ့ copy ပွားမယ်ပြီးတော့ဒီအောက်ကိုလာချမယ် ဟုတ်ပြီနော်နောက်တစ်ခါလည်းပဲ control v ထပ်ပွားမယ်ဒီမှာလာပြီးတော့ခြာမယ်နောက်တစ်ခါလည်း control v ထပ်ပွားပြီးတော့ခြာမယ်အောက်ကနည်းနည်းလေးဆွဲလိုက်မယ်ဒါဆိုရင်တော့ဆရာရပြီအဲ့တော့ဆရာဒီလိုလေးယူလိုက်မယ်သူရဲ့ keyboard က8 key feet ဒီကောင်ရဲ့ဒါရဲ့တာရဲ့ကိုဆက်လက်မှတ်မယ်ဆက်လက်မှတ်ပြီးသွားတဲ့ခါကျဆရာ align လေးညှိမယ်သူ့ကိုတော့ဆရာ align အဲ center လို့ညှိလိုက်မယ်နော်အလဲလေးတဲ့သွားအောင်ဟုတ်ပြီနော် ဒါပေမဲ့ဒီအုပ်စုနဲ့ဒီအုပ်စုရဲ့အကွာအဝေးတွေဆိုတော့ပုံတပုံနဲ့တပုံရဲ့အကွာအဝေးမညီတာဖြစ်တဲ့အတွက်ညှိမယ်။အဲ့တော့ align ရဲ့နေဆိုတော့ distribute vertically သူကတော့အပေါ်အောင် downline ညှိမှာဖြစ်တဲ့အတွက် vertically ပေါ့နော်။ distribute vertically downline အကွာအဝေးတွေညှိအောင်ညှိပေးပါလို့သူကပြောလိုက်မယ်။ဒါဆိုရင်တော့ဒီမှာကြည့်ကြည့်အောင်တပုံနဲ့တပုံရဲ့အကွာအဝေးတွေဘာဖြစ်သွားတွေ့ရအောင်ဆိုတော့ညှိသွားတာတွေ့ရပါတယ်။အဲ့တော့ဒီကောင်လေးကိုနေရာမှာပြောင်းစီခြင်းမှုဆိုဘာဖွဲ့လိုက်မလဲဆိုတော့ group ဖွဲ့လိုက်မယ်။ Okay ။ဒါဆိုရင်တော့ဆရာ A4 ဆရာရဲ့မှာဒါဘယ်နှစ်ခုရလဲဆိုတော့1 2 3 4 4 4 46 16ပုံစံရောက်ရမှာဖြစ်တယ်เนาะဟုတ်ပြီဒါဆိုလို့ရှိရင်တော့ Microsoft ရဲ့နဲ့ပညာရေးမှတ်ရစီလိုကိုလေးရေးဆွဲသွားတတ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်သင်ခန်းစာလေးဒီမှာထပ်ပြီးတော့ဆုံတွေ့ကြမယ်เนาะ